အဘသာအယောင်ဆောင်ကလှည့်စားသွားလို့တအိမ်လုံးကစီးစိမ်တွေပါသွားတဲ့အမျိုးသမီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ဒီဗီဒီယိုထဲမှာတော့ပဝင်းကျင်မှာအမျိုးသမီးငယ်လေးတွေအထူးသတင်းထားရမယ်တကယ့်ကိုရုပ်ရှင်ဆက်စပ်အကွက်ချလင်းလေသွားတဲ့ဖြစ်ရပ်မှန်တစ်ခုကိုတင်ဆက်ပေးကြပါမယ်ဖြစ်စဉ်ကတော့အဘသာအယောင်ဆောင်ပြီးတော့တအိမ်လုံးပြောင်းမသွားတဲ့ဖြစ်ရပ်ပါ အခုခေတ်မှာလူငယ်တွေကြားမှာအထူးသဖြင့်မိန်းကလေးတွေရဲ့ကြားမှာအဘရဲ့သားလူကြီးသားဆိုရင်ချစ်တွေပုံပေးလိုက်ကြမယ်အားကိုးမယ်ဆိုတဲ့စိတ်ကူးလေးတွေရှိတတ်ကြပါတယ်။အော်သူကအာနာရှိတယ်ပတ်စံရှိတယ်ငါဘွားကတော့အေးဆေးပြီပေါ့ဒါပေမဲ့ဒီအချက်ကိုပဲလူလိန်တွေကအခွင့်ကောင်းယူပြီးတော့အချင်းနဲ့မြောင်ငွေနဲ့ပေါက်ပြီးတမိသားစုလုံးကိုဒုက္ခရောက်အောင်လုပ်နေကြပါပြီ။ဇလန်းဆရာကတော့ရန်ကုန်မြို့ကညီမငယ်လေးဝင်းမိုင်းက Facebook ကနေတစိမ်ရဲရင်ဆိုတဲ့ကောင်းလေးတယောက်နဲ့ခင်မင်ခင်ရာကနေစာ ါပါတယ်။ online မှာခင်ကြရတယ်ဆိုတော့အစကတော့တာမန်မှာဒါပေမဲ့ဒီကောင်လေးရဲ့ profile ကတာမန်မဟုတ်ပါဘူး။သူ့ကိုယ်သူနေပြည်တော်လေးတက်ကဒုတိယအကြီးငယ်ဒူးချိုးရဲ့သားဆိုပြီးတော့မိတ်ဆက်ခဲ့ပါတယ်။ ။အစားပြုံးရုံဆိုရင်တော့ဘယ်မင်းကလေးမှယုံမှာမဟုတ်ပါဘူး။ဒါပေမဲ့ဒီလူလင်ကငွေရင်းပြီးတော့ကစားပါရင် first date မှာတင်နှင်းစီပန်365ဝင်ပြီးတယ် coffee san abortet vip တစ်ထပ်လုံးငှားတယ်။အဲ့ခန့်နေ luxury brand အဝေးစားတွေတန်ဖိုးကြီးရင်မွေးတွေကိုဈေးမကြည့်ဘဲနဲ့ဝယ်ပေးတတ်တယ်။တခါတွေ့ရင်သသိန်းနှစ်သိန်းအေးစစ်စစ်ရှင်းပြတယ်။သူ့ရဲ့ဘေးမှာလည်းအဖေကထည့်ပေးလိုက်တယ်ဆိုတဲ့ထောက်လန်းရေးတွေ driver တွေနဲ့ဟန်လုပ်ပြတယ်။ ဒီလိုမျိုးအကြီးအကျယ်သုံးပြဖြုံးပြနေတော့မိန်းကလေးဘက်ကလည်းတကယ်ပဲလူကြီးသားအစ်စ်ဖြစ်မယ်ဆိုပြီးတော့တန်နေရမဝင်တော့ပါဘူးနှစ်လတာကာလအတွင်းမှာဒီကောင်လေးကကောင်မလေးအတွက်သိန်း90ကျော်လောက်အရင်းနှီးစိုက်ထုတ်ခဲ့ပါတယ်သူ့ရဲ့ပြင်မှတ်ကကောင်မလေးတယောက်တည်းမဟုတ်ပါဘူးတအိမ်လုံးကပိုင်ဆိုင်မှုတွေကိုလိုချင်တာပါဒါကြောင့်မိဘတွေရဲ့ယုံကြည်မှုကိုပါရအောင်ယူပါတယ်။အိမ်ကဝင်ထွက်သွားလာတယ်။မိဘတွေကိုကာရဝပြုတယ်၊စားစရာတွေဝယ်ကြည့်တယ်။ ဒီလိုနဲ့ပဲမိဘတွေကလည်းငါတို့ရဲ့သားသမန်လောင်းကလူကြီးသားသဘောထားလေးပြေးပါတယ်ဆိုပြီးတော့အိမ်တွင်ရေးတွေပတ်စံသိမ်းတဲ့နေရာတွေအထိယုံကြည်စွာနဲ့ပြောပြမိတဲ့အခြေအနေကိုရောက်သွားပါတယ်။နောက်ဆုံးသူလူချင်းနဲ့ယုံကြည်မှုရပြီဆိုတဲ့အချိန်နွေမာလာ16ရက်နေ့မှာတော့သူကအဖေနဲ့မိတ်ဆက်ပေးမယ်စေစားဖို့ပြောမယ်ဆိုပြီးကောင်မလေးနဲ့မိဘတွေကို နမကြီးစားသောဆိုင်တစ်ခုမှာနေ့လယ်2နာရီလောက်ကလေးကသွားဆောင်ခိုင်းပါတယ်။ဆိုင်ရောက်တော့အဖေကလူကြီးလမ်းကြောင်းနဲ့ဖြစ်လို့နှောက်ကြနေတယ်။ကျွန်တော်သွားကြိုလောင်မယ်ဆိုပြီးမိသားစုကိုဆိုင်မှာထားခဲ့ပြီးတော့ထွက်သွားပါတယ်။တကယ်တမ်းသူသွားတာကအိမ်မောင်အိမ်မောင်ညီမငယ်လေးတယောက်တည်းကြံခဲ့ရောက်ကိုသူကအပိုင်တွက်ပြီးသားပါအိမ်ရောက်တာနဲ့ညီမငယ်လေးကိုနေအဖေပဇွန်နေစားပြီးသွေးတိုးလို့ဈေးရုံရောက်နေပြီးအခြေအနေမကောင်းဘူးမြ мян လိုက်ခဲ့ဆိုပြီးတော့လိန်ခေါ်ထုတ်ကဖုန်းသိမ်းပြီးတော့ဈေးရုံမှာပြစ်ထားခဲ့ပါတယ် အိမ်မှာလူရှင်းသွားတာနဲ့အိမ်တော်နဲ့ဖွင့်မိဘတွေစုဆောင်းထားတဲ့ရွှေတွေငွေတွေထည့်ထားတဲ့တန်တစ်တာဘုံကိုတော့ဖွင့်မရတာကြောင့်ပုံးလိုက်ကြီးမှပြီးတော့တံမိုးကြီးပစ္စည်းတွေအကုန်သိမ်းကျပြီးအေးစစ်စစ်ထွက်ပြေးသွားပါတော့တယ်။ CCTV မှတ်တမ်းတွေကသူကအိမ်ကြီးလွယ်ပြီးတော့ဘာမှမဖြစ်တယ်လို့ထွက်သွားတာကိုတွေ့ရပါတယ်။ မိဘရင်နဲ့ကောင်မလေးကတော့ဆိုင်မှာညနေ9နာရီခွဲလောက်ထိလူကြီးကိုမျှော်ရင်းနဲ့စောင်းနေတော့အင်္ဂါတသက်လုံးစုဆောင်ထားတဲ့စီးစိမ်တွေအကုန်ပါသွားခဲ့ရပါဒါကတာမန်ခိုးမှုမဟုတ်ပါဘူးကြားပြန့်ခိုင်းနေလို့ပဲငွေအမြောင်များရှင်းပြီးယုံကြည်မှုရယူပြီးမှအစတရားပြန်လည်သွားတဲ့နီလန်မှာဒါကြောင့်ညီမငယ်လေးများအနေနဲ့ကိုရဲ့ချစ်သူကငွေတွေဘလောက်ပဲသုံးသုံးယာရူးတွေဘလောက်ပဲကြည့်ကြည့်နောက်ခံရာဇဝင်ကိုတေချာစုံစမ်းမှောက် အဘသာဆိုတဲ့ခေါင်းစဉ်အောင်မှာကိုယ့်ရဲ့မိသားစုရဲ့စီးပွားရေးလုံခြုံရေးလေဝတ်ချက်တွေကိုဘယ်တော့မှပုံအပ်မပြောပြမိပါစေနဲ့ပြည်သက်ကြီးရောဒီလိုမျိုးအချက်ကိုခုလုံးလုပ်ပြီးတော့ငွေရင်းပြီးလိန်သွားတဲ့ဖြစ်ရက်တွေပေါ်မှာဘယ်လိုထင်ပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်